မြန်မာနိုင်ငံရေးအတွေ့အခေါ်ပိုင်း၅အစိုးရမင်းကိုရန်သူမျိုး၅ပါးနဲ့ထည့်ထားတဲ့မြန်မာပြည်သားတွေဟာမင်းမူရန်တိတ်ပြစ်ချင်ကြကြောင်းဆရာမမောင်ကြီးတုံးသက်တင်ပြထားတာကိုမြန်မာနိုင်ငံရေးအတွေ့အခေါ်အပိုင်း၅မှာဒီကနေ့တင်ပြပါမယ်။ပြည်သူလူထုနဲ့နှိဆက်ဆုံးမင်းမူရန်ဟာပြည်သူလူထုကိုဒုက္ခပေးဆုံးဖြစ်တဲ့အတွက်နိယာတာကြောက်ပြီးဆိုတဲ့စကားပေါ်ပေါက်လာရဘုံကိုရခင်ဘက်ကတင်ပြခဲ့ပါတယ်။ ဘဝရှင်မင်းတရားလို့ခေါ်တဲ့ရှင်မင်းအားအကျင့်မဲ့အာနာရှင်ဖြစ်တယ်လို့သူခန့်ထားတဲ့ဝင်ကြီးဝင်လေးနဲ့မျိုးစားနေစားတွေကလည်းအကျင့်မဲ့အာနာရှင်လေးတွေ ဖြစ်လို့မတရားလို့ရင်ရေးယူဖို့တော်ခက်ပါတယ်။အာမန်အယတားနဲ့မြင့်မှုတန်းပြဿနာဖြစ်ရင်အစိုးရဟာမြင့်မှုတန်းဘက်ကလိုက်ဖို့များလာမှုမင်းနဲ့မြင့်မှုတန်းမတရားလုပ်တာကိုရေးယူဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ 19ရာစုအလယ်ပိုင်းမှာနန်းတက်တဲ့ပကံမင်းလက်ထက်အမရပူရမြို့ဝန်အီရန်လူမျိုးဘိုင်ဆာဟင်းနဲ့မြို့ဆေးမောင်ပိန်တို့ရဲ့တောင်းကျမှုဟာဒီနေရာမှာထင်ရှားပါတယ်။ဘိုင်ဆာဟင်းနဲ့မောင်ပိန်ဟာအခုတဖို့ရရှိဇိုးတွေကိုလက်သက်မွေးပြီးသူများဥစ္စာပစ္စည်းကိုတို့ရဲ့သိမ်းပိုက်ပါတယ်။သူတို့နိုင်ကျင့်တက်ဖြစ်လို့တေဆုံးရသူပေါင်း6000နီးပါးလောက်ရှိပါတယ်။ဒီလိုနှစ်ချေလာများတောင်းကျမ်းလာတာကိုရည်ယူမဲ့သူရှိပါဘူး။ နောက်ဆုံးပြည်သူလူထုတရေလုံးကအခမ်းမြတ်နိုင်ဖြစ်လာတဲ့ခါကျမှဘိုင်းဆိုင်ဟင်းနဲ့မောင်ပင်ကိုကွက်မြတ်တုတ်တင်စီပြီးသူတို့မတရားသိမ်းထားတဲ့ဥစ္စာပစ္စည်းတွေကို ပကံမင်းကအပိုင်သိမ်းလိုက်ပါတယ်။ကိုဂျိုးအတွက်ဆိုရင်ဗမာမင်းကနိုင်ငံသားသားကိုလည်းညှောက်စားတဲ့ပါရကပါပဲ။ဘရင်ကခန့်ထားတဲ့မြမှုတန်းတွေအာနာအလွဲသုံးစားလုပ်ပြီးနိုင်ချင်းရန်ကားတာကိုဘရင်ကလွှဲပြီးဘသူကမှအေးမယူနိုင်တာဟာ ်မရိုးရာနိုင်ငံရေးတလိတစ်ခုပါပဲ။တိုင်းပြည်ရေးရာကိုမင်းနဲ့မင်းမူရန်ကပဲစီးကျက်ပါတယ်။နိုင်ငံအရေးမှာပြည်သူလူထုပါဝင်တဲ့အစဉ်လာမြန်မာမှာ မရှိပါဘူး။ပြည်သူလူထုနဲ့တင့်တော်တဲ့အသင့်တော်ဘူးဆိုတာကိုမင်းနဲ့မင်းမူရန်ကပဲဆုံးဖြတ်ပါတယ်။ပြည်သူလူထုကဆုံးဖြတ်တာမဟုတ်ပါဘူး။ကြီးရွာအစဉ်လောက်မှာပဲရေရွာကိစ္စမှာပြည်သူလူထုကပါဝင်ကြပါတယ်။ ပြည်သူလူထုကတင်မြောက်ထားတဲ့လူကြီးနဲ့တမာတိရွေးကားကျေးရွာလူကြီးနဲ့တိုင်ပင်ပြီးကျေးရွာကိစ္စကိုဆုံးဖြတ်ကြပါတယ်။ဒီအဆင့်ထိပဲတမ္မန်အရက်သားတွေပါဝင်နိုင်ကြပါတယ်။ပြည်သူအခန်းကဏ္ဍဟာကျေးရွာအဆင့်ထက်မပိုတာကြောင့်အစိုးရကိစ္စမှန်သမျှဟာတိမ်တောင်းတဲ့ဖွဲ့မင်းကြီးကျွဲတလို့ဖြစ်နေတာဖြစ်ပါတယ်။အစိုးရကိစ္စဆိုတာတမ္မန်အရက်သားနားလည်နိုင်တာမဟုတ်လို့ပြည်သူလူထုဟာ ုတ်ချုပ်ခံဘဝမှာသာနေရမယ်ဆိုတဲ့သဘောပါပဲဒီလို နားလေထားတဲ့ပြည်သူလူထုဟာမိမိနဲ့ဓာတ်ရိုက်မပတ်သက်တဲ့နိုင်ငံရေးကိစ္စကိုစိတ်မဝင်စားကြတော့ပါဘူးကျွေးတင်ဆင်မြန်ဆက်လိမ့်မယ်ဆိုတဲ့စကားဟာနိုင်ငံရေးကိုစိတ်မဝင်စားကြောင်းပြသတဲ့စကားပါမြမလူပေါင်းမှာဟိန္ဒူဇက်စနစ်လူလူမှုစင်တန်းကို ပုံတည်တတ်မှတ်တာမျိုးမရှိပေမဲ့လူရန်စားမြင်တဲ့ မြင့်မူတဲ့စိတ်ကတော့ရှင်သန်နေပါတယ်။ဒီလိုဖြစ်ရတာကလေမြမလူဖွဲ့စည်းမှာဘရင်မိသားစုနဲ့မြင့်မူတဲ့ကသာအခွင့်ထုကံဖြစ်နေလိုပါပဲ။အာနာရှိတဲ့ဘရင်အစီပါအမှုထံဟာတမန်အရသားတွေကိုနိုင်ချစ်နိုင်မြင့်မြင့်မြင့်မူတဲ့အချင်းချင်းတော့မတရားလုပ်လို့မရပါဘူး။ဒါကြောင့်မြမတွေမှာမြင့်မူတဲ့ဖြစ်ခြင်းစိတ်ပြင်းပြလာဖြစ်ပါတယ်။မြင့်မူတဲ့ဖြစ်မှသာ မတရားအနိုင်ကျင့်ခံရတဲ့ဘေးကကင်းဝေးမယ်လို့ယူဆကြပါတယ်။အစိုးရကရန်သူမျိုး၅ပါးနဲ့ထည့်ထားတဲ့မြန်မာဗုဒ္ဓဘာသာတွေမှာမင်းမူရန်ဖြစ်ကျင်စေရှိတာတဘာဝမကြတဲ့လို့ဖြစ်နေပါတယ်။အစိုးရမကောင်းမှန်းသိပေမဲ့ဘာမှမတက်နိုင်တဲ့အတွက်အနိုင်ကျင့်မခံရအောင်အစိုးရနဲ့ပူးပေါင်းလိုက်တဲ့သဘောပဲလို့သမိုင်းပါမောက်ခဒေါက်တာမောင်မောင်ကြီးကယူဆပါတယ်။ မြမလူဖွဲ့စည်းမှာ လူရန်းစားမရှိပေမဲ့မြမရေဟာယာရုဂုံအဆင့်တန်းကို အတော်မတ်ကြပါတယ်လူတူအုပ်ကိုကဲဖြတ်ရမှာပင်ကိုအည်သွေးကိုမကြည့်ပဲဂုံအဆင့်တန်းကိုသာ ကြည့်တတ်ပါတယ်အည်အချင်းကိုဦးစားမပေးပဲယာဒုအဆင့်တန်းကိုဦးစားပေးရဲ့တလေဖြစ်ပါတယ်ယာဒုအဆင့်တန်းရော့ကျသွားတာနဲ့ဂုံတိတ်ခါလဲကြဆင်းသွားပါတော့တယ်ဂုံအဆင့်တန်းရှိသူကို မေ့ဖွဲ့ပြီး ဂုံအဆင့်တန်းမရှိသူကိုရှောင်ကျဉ်ကြပါတယ်။ဘင်းမိသားစုဝင်းဒီထဲမှာတောင်အဆင့်တန်းမရှိတော့ရင်အပေါင်းအသင်းမရှိတော့ပါဘူး။ဇက်စနစ်မရှိတဲ့မြမလူပေါင်းမှာဘယ်သူမှစိုးစူးစမ်းရင်စူးစမ်းတယ်လို့ဖြစ်ထွန်းနိုင်ပါလေ။တမန်လေသမဟာလက်မှုပညာသည်စာပေပညာရှင်ယဟန်စသဖြင့်မျိုးမျိုးဖြစ်နိုင်ပါလေ။ဒိုင်းမီဟာခြေဝန်းပြီးလူဦးရေနည်းတာမို့ကိုချိုက်တဲ့အသက်မူဝမ်းကြောင့်ပညာကို လိုက်စားနိုင်ပါတယ်။ဒါပေမဲ့အဆင့်တန်းကိုအခြေခံတဲ့ထပ်အောင်ဆက်ဆံရေးပုံစံကတော့ရှင်းတန်းနေပါတယ်။ဒီလိုလူအဖွဲ့အစည်းမှာအာဏာလက်ကင်ရှိဖို့အဓိကထားတာမဆန်းပါဘူး။မိမိရဲ့လက်အောက်ငယ်သားနဲ့တန်မှန်အရက်သားကိုနှိမ်ပြီးဆက်ဆံတာဟာမင်းမူတန်းတလိလိုဖြစ်နေပါတယ်။ယာဒုမြင့်သူဟာယာဒုနိုင်သူရဲ့အင်ကိုသွားလဲယူထုံးစံမရှိပါဘူး။တမန်အရက်သားတို့ဟာ မင်းမူတန်းဖြစ်သွားတာနဲ့အတိတ်ကိုမေ့ပြီးမင်းမူတန်းစိတ်ပေါက်သွားတာကိုမျက်မှောက်ခင်မှလည်းတွေ့နိုင်ပါလေ။အဥ္စာပစ္စည်းရှိပေမဲ့အာနာမရှိရင်အစိုးရမင်းအနိုင်ကျင့်တာကို ခံရမှာမို့ဘေးကင်းရန်ကင်းဖြစ်သွားအောင်မင်းမူတန်းဖြစ်ရတာအကောင်းဆုံးပဲလို့မှတ်ယူကြတာဖြစ်ပါတယ်။မြမမင်းအုတ်ချုပ်ပုံစနစ်ဟာတစ္ဆာခံပုပ်ပလိကဆက်ဆံရေးမှာတိဆောက်ထားပါတယ်။ ဘရင်ကခန့်ထားတဲ့ဝင်းကြီးတွေအရာဒန်းတွေဟာသူတို့လက်အောက်ခံအမှုဒန်းတွေကို ပြန်ခန့်ထားတဲ့အတွက်အောက်လူကအထက်လူကိုမိကူနေရတဲ့ဆက်ဆံရေးဖြစ်ပါတယ်။ဒီလိုစနစ်မျိုးမှာ ထက်ရာရှိက အကာအကွယ်ပေးနေတဲ့မြတ်ကာလာပလုံလက်အောက်ခံအမှုဒန်းဟာမဟုတ်တရုတ်လုံနိုင်ပါတယ်။အချို့ရေးစနစ်ကောင်းမကောင်းတိုင်းတာတဲ့စံသက်မှတ်ချက်မရှိတဲ့အတွက်အစအစအရာရာ ထက်ရာရှိပေါ်မှာဝတည်နေပါတယ်။ ။ဝုကျင်တရားကောင်းတဲ့အထက်ရရှိဆိုရင်ဝုချုပ်ရေးကောင်းမှုမီအချင်းမကောင်းတဲ့အထက်ရရှိဆိုရင်လက်အောင်ငယ်သားတွေအချင်းပြတ်တဲ့အတွက်အုတ်ချုပ်ရေးစနစ်နဲ့ညံပြင်းသွားတတ်ပါလေ။မြို့မူတန်းတွေလိုက်နာရမယ့်ကျင့်ဝတ်တွေရှိပေမဲ့နန်းတွေမှာပဲတုံးပြီးပြည်သူလူထုနဲ့ဆက်ဆံရမှာမတုံးပါဘူး။ဒါကြောင့်မြို့တန်းတွေဟာထက်ရရှိခြင်းနဲ့အောင်မြေရန်ကြိုးစားနေကြရပါတယ်အထက်လူကြီးရဲ့ထောက်ခံမှုကိုရဖို့သာအဓိကဖြစ်နေတာမို့ ဝန်ထမ်းအလုံးမှန်မှဖျားဆိုတဲ့အနေထားမှာလက်တည်နေကြရပါတယ်။အခက်ရာရှိအမင့်ကိုနာခံယုံသာမကပဲလက်နဲ့လိုမျက်နှာရဟခရရလောက်ကြရပါတယ်။ဒီလိုဆက်ဆံရေးပုံစံမှာလက်ပေးလက်ယူရတဲ့လေပေါ်ထွက်လာတာဖြစ်တယ်လို့သမိုင်းပမောက်ခဆရာမောင်ကြီးကသုံးသပ်ထားပါတယ်ခင်ဗျာ။